ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်ဂျွန်လ18ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဝေယမပြည်သူ့ဘောင်းကိုဒေါ်လာနဲ့တက်ပါလို့နှုတ်ခွန်းဆက်တာပါတယ်လေးမျက်နှာမှာရှိတဲ့တန်နုကုံရေစကန်ကိုအေအေနဲ့ပူပေါင်းတက်ဖွဲ့တွေကသိမ်းပိုက်လိုက်ပါပြီရမချင်းတူတူတွေရှစ်ဆက်ဆောင်ရွက်သွားကြမယ်လို့ကြံ့ခိုင်ရေးပါတီအမျိုးသမီးရေးတာဝန်ခံကပြောလာပါတယ်မြောက်ရီမှာကြီးသားရန်လျက်စစ်နဲ့အေကနေရရှိတဲ့စက်မှုဇုံတိဆောက်ရေး VGF က စီစဉ်နေပါတယ်ရေးပြောက်ကြတက်ကတင်နှံပေးနေတဲ့အခြေခံစစ်တင်နှံမှာတော့ရဲဘော်2ဦးသေဆုံးမှုဖြစ်တယ်လို့သိရပါတယ်ခင်ဗျာစစ်ရှုံးကောင်စီကနန်းစီဒီယံဝန်ထမ်းတွေကိုနိုင်ငံသားကိုပညာသင်စေလို့မှုတင်းကျပ်ကန့်သက်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြည်ပကိုမလွတ်ဖို့ညွှန်ကြားတယ်လို့သိရပါတယ်အီရန်ကိုဝင်တိုက်ဖို့ထရန့်ကစဉ်းစားနေပါတယ်ဘာတွေဆက်ဖြစ်မှာပါလဲဒီသတင်းတွေနဲ့ဒီကနေ့မနက်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို နားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတပုတ်အနေနဲ့အေရီတိုင်းလေးမျက်နှာမြို့နယ်တဲနူဂုံကျေးရွာနေမီရက်စခန်းကိုအရခတတော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီလို့သိရှိရပါတယ်လေးမျက်နှာမြို့နယ်တွင်းမှာရှိတဲ့စစ်ရှုံးကောင်စီတပ်တွေအခြေစိုက်ထားတဲ့တဲနူဂုံကျေးရွာနေမီရက်စခန်းကိုဂျွန်လာ16ရက်နေ့မနက်ပိုင်းမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်တာပါခင်ဗျာရက်စခန်းသိမ်းခံရတာဟုတ်တယ်အရင်တည်းကသိမ်းတာပါအတီးပြုတ်လို့ရပါတယ်ဆိုပြီး အယောရီတရင်ရမြစ်တစ်ခုကပြောဆိုတာကိုတွေ့မြင်ရပါတယ်။အဲ့ဒီနေမီရဲစခန်းမှာဆစ်ရှုံးကောက်စီနဲ့ပူပေါင်းတပ်ဖွဲ့တွေကတပ်ဆွဲနေရယူထားပြီးအကြမ်းဖက်ဆစ်ရှုံးကောက်စီတပ်ဘက်ကဝိုင်းတွဲလေရင်တွေအုံပြုပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။တဲနဂိုရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်ဆစ်ရှုံးကောက်စီတပ်ဖွဲ့ဝင်ချုပ်ကတော့ထွက်ပြေးသွားပြီးရေပြူကျေးရွာမှာပြန်လည်အင်အားစုဆောင်းနေတယ်လို့လည်းသိရပါတယ်။ဒါတူရေကြီးမြို့နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေပြီး အမတ344အနီးမှာဆက်ရှုံးကောင်စီတက်ကလေချောင်းကနေဘုံကျဲတဲ့အပြင်ဆက်တက်လေထီတွေကိုပါအုံပြုနေကြောင်းလဲသိရှိရပါတယ်။ရနသာဂိတ်နဲ့အကျုံပြောခလာရ36မှာလဲခန်းစစ်စခန်းတွေထပ်မံတိုးချက်ပြီးတော့လုံခြုံရေးအပြည့်ယူထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒါကတော့ AR တိုင်းဘက်ကထူးခြားတဲ့သတင်းဖြစ်စဉ်တွေဖြစ်ပါတယ်။အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အခက်အခဲတွေကိုအပြန်အလှန်ဖြေရှင်းပြီးရင်ဘတ်တူတူတွေရှေ့ဆက်ဆောင်ရွက်သွားကြမယ်လို့ကြက်ခန့်ရေးပါတီမြို့သမီးရတာဝန်ခံက ပြောဆိုလာပါတယ်။ဂျွန်လန်ဆန်ခါရက်ကကြက်ခရေးပါတီရဲ့ဗဟုအတွင်းမှုအမျိုးသမီးရဲ့တာဝန်ခံဒေါက်တာဆန်းဆန်းနွယ်ကရန်ကုန်တိုင်းနဲ့ကအမျိုးသမီးတွေနဲ့တွေ့ဆုံပွဲမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေဟာနေရာတိုင်းအဖွဲ့အစည်းတိုင်းမှာပါဝင်လျက်ရှိကြောင်းပြည်သူ့ကိုစည်းအုံရမှာလဲပါတီကိုမဟုတ်ဘဲနဲ့ပြည်သူ့ကိုအကျိုးပြုမဲ့ပါတီကိုရွေးချယ်တတ်ဖို့ပြည်သူတွေသိရှိနားလည်သဘောပေါက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းအမျိုးသမီးတွေအနေနဲ့အားငယ်ဖို့မလိုဘဲ ပါတီဝင်တိုင်းဟာခေါင်းဆောင်တွေဖြစ်ကြောင်းအမျိုးသမီးတို့ရဲ့အခက်အခဲတွေကိုလမ်းညွန်ပေးဖို့အတွက်အားလုံးတူပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်းအခက်အခဲတွေကိုပြန်လည်ဖြေရှင်းပြီးရင်ဘတ်တူတူတွေရှေ့ဆက်ဆောင်ရွက်သွားကြမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါဗျ။အဲ့တော့ရန်ကုန်တိုင်းပါတီကော်မတီဒီတိုင်းအမျိုးသမီးရဲ့တာဝန်ခံဒေါ်ဆန်းဆန်းဝင်းကလည်းခရိုင်မျိုးနယ်မှာရှိတဲ့မျိုးသမီးတာဝန်ခံတွေဟာမျိုးသမီးငယ်တွေကိုလက်တွဲခေါ်ဖို့လိုပြီးကြက်ခိုင်ရေးပါတီဝင်မျိုးသမီးတွေဟာတင်နန်းပေါင်းစုံစနစ်တကျတက်ကြွထားသူတွေဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။စစ်ကြောင်းကောင်စီကရွေးကောက်ပွဲလုပ်မယ်လို့ပြောပြီးတဲ့နောက်ပိုင်းမှာကြံ့ခိုင်ရေးပါတီဟာနေမြေတွေကိုဆင်းပြီးတော့တွေ့ဆုံတာနဲ့စီးဝင်းလုပ်နေတာကိုတွေ့မြင်ရပါတယ်။မနေ့ကပဲကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးဦးဆောင်ပြီးဒီကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်10ယောက်ပြည်သူ့ရှေ့ဆောင်ပါတီက4ယောက်မြန်မာတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက3ယောက်နဲ့စစ်ကြောင်းကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2ယောက်တို့ဟာတရုတ်ကွန်မြူနတီပါတီကဖိတ်လို့တရုတ်နိုင်ငံကိုထွက်ခွာသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့မြောက်ရီဒေသမှာမီးရရှိဖို့အကြီးစားရေအားလျှက်စစ်စီမံကိန်းနဲ့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဧက200ရှိတဲ့စက်မှုဇုံတိစောက်ရေးစီစဉ်နေကြောင်းဂျွန်လ18ရက်နေ့မှာနေကြောင်းဆောင်တဲ့ BGF ပြောခွင့်ရဒုဘူမူကြီးနိုင်မောင်ဇိုကမီဒီယာတွေနဲ့ပြုလုပ်တဲ့ online သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဂျွန်လ14ရက်နေ့ကပြုလုပ်ခဲ့တဲ့ဖွဲ့စည်းရေးရဲ့ဒီအစည်းအဝေးရဲ့ရှင်းလင်းခန်းစဉ်ချမှတ်ချက်အရအရင်ကဆောက်လုပ်ဖို့ရထားတဲ့ဧက200ရှိတဲ့ စက်မှုစုံစောက်လို့ရေကိုအကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့မြောက်ရီဒေတာလျှက်စစ်ပြီး24နာရီရရှိရအတွက်လဲရေရလျှက်စစ်စီမံကိန်းတိစောက်တာကိုမဖြစ်မနေလှုပ်ဆောင်မယ်ဆိုပြီးဒုဗိုလ်မှူးကြီးနိုင်မောင်စောကပြောဆိုလိုက်တာဖြစ်ပါတယ်။မြောက်ရီမှာ24နာရီလျှက်စစ်ပြီးရဖို့အတွက်ကြီးမားတဲ့ရေရလျှက်စစ်စီမံကိန်းကိုအကောင့်ထဲပေါ်ဖို့ရှိတယ်။နောက်တစ်ခုကအေက200စက်မှုစုံအရင်ကရထားထားတာရှိတယ်။အဲ့ဒါကိုလဲအကောင့်ထဲပေါ်နိုင်ဖို့ပါဒီအလုတ်ကင်ခွင်လန်းနေရရှိဖို့ကျွန်တော်တို့တက်ဖွဲ့ရေရှိရည်တည်ဖို့ ေတာတွင်ဖွံ့ဖြိုးတိုးတက်ဖို့သွားရမယ့်နေရာမှာဒီစီမံကိန်းတွေကိုချပြီးတော့မပြစ်မနေအကောင်အထည်ဖော်ရမှာဖြစ်ပါတယ်ဆိုပြီးသတင်းစာရှင်းလင်းပွဲမှာသူကပြောဆိုခဲ့ပါတယ်ခင်ဗျာစမှုဆုံးတိဆောက်မှုအတွက် VJ အနေနဲ့လုပ်ငန်းရှင်တွေစစ်ရှုံးကောင်စီတာဝန်ရှိသူတွေနဲ့တိုင်းပင်ဆွေးနွေးခွင့်ပြုချက်ရယူပြီးမှလှုပ်ဆောင်မှုဖြစ်ကြောင်းနဲ့ပြည်ရင်းပြည်ပယင်းနှိမ့်နှံမှုတွေကိုဖိတ်ခေါ်ပြီးအာမခံချက်အပြည့်အဝပေးသွားမှာဖြစ်ကြောင်းလည်းနိုင်မောင်စောကဖြည့်ဆွတ်ပြီးတော့ပြောပါရခင်ဗျာလက်ရှိမှာတော့နိုင်ငံတကာကိုဒီ လက်ရှိမှာနိုင်ငံတကာထိတွင်ကျယ်နေတဲ့ online ငွေလိမ်ကိန်းကြားဖြတ်လုပ်ငန်းတွေလူမောင်ခုံအဲလူကုန်ကူးမှုအများပြောပြောလိုက်လက်ရှိမှာနိုင်ငံတကာထိတွင်ကျယ်နေတဲ့ online ငွေလိမ်ကိန်းကြားဖြတ်လုပ်ငန်းတွေလူမောင်ခိုးလူကုန်ကူးမှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး BGF နယ်မြေမြရီဒေတာနဲ့ဖျားသုံးစုမျိုးကိုထိုင်းနိုင်ငံဘက်ကလျှင်စစ်ပြီးအပြင်လောင်းစားစီအင်တာနက်နဲ့ကုန်ပစ္စည်းအချို့ဝင်ရောက်မှုတွေကိုဖျက်တော့ထားတာလည်းဖြစ်ပါတယ်အဲ့တော့ ဒေသတွင်းပစ္စည်းပြက်လက်မှုစီးပွားရေးလုပ်ငန်းချို့လည်ပတ်မှုရပ်ဆိုင်တာနဲ့အခြားအခက်ခဲတွေရင်ဆိုင်နေရတဲ့အတွက်ဒေသခံကြိုးကိုကြည့်ပြီးတော့ထိုင်းနိုင်ငံဘက်ကပြန်ဖွင့်ပေးဖို့ BGF ပါဝင်သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကတောင်းဆိုကြပေမဲ့၃လကြာအထိတုံ့ပြန်မှုမရှိသေးပါဘူးခင်ဗျာထိုင်းနိုင်ငံနေတဲ့ BGF ဘက်ကကြားဖြန့်ထုတ်ဖော်ရေးနေရပြန်ပို့ရေးဇက်တိုက်လုံဆောင်နေမှုပေါ်ထောက်ရှုပြီးပိတ်ဆို့မှုတွေရပ်တန့်မှုစဉ်းစားပေးစီလိုကြောင်းသတင်းစာရှင်းလင်းပွဲကနေစဉ် BGF ပြောခွင့်ရသူကထောက်ပြပါရတယ်။ လက်စမီဖြတ်တောက်ခံထားရတဲ့မြောက်ရီမှာတနိုင်းတစ်ပိုင်းနဲ့လုပ်ငန်းသုံးအတွက်ပြည်ရင်းကနေတဆင့်လောင်စာစီဝယ်ယူပြီးတော့မီဇက်တွေအသုံးပြုတာနဲ့ဆိုလာစနစ်ကိုသာအဓိကအားထားနေရတယ်လို့သိရပါပါတယ်ခင်ဗျာအဲ့တော့မွန်ပြည်နယ်ဘက်ကတရိန်နေနဲ့ဆက်ချင်ပါတယ်မွန်ပြည်နယ်အခြေစိုက်တပ်ဖြစ်တဲ့ရင်းမြွနဲ့ရေးပြောက်ကြားဝိုင်းကြီးရောက်ကဖွင့်လစ်တင်ကြနေတဲ့အခြေခံစစ်တင်တဲ့အမှတ်စဉ်နှစ်မှာရဲဘော်နှစ်ဦးတေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ရေးပြောက်ကြားတက်တဲ့နှီးဆက်သူတွေထံကနေသိရပါပါတယ်ခင်ဗျာ အဲ့ရေပြောက်ကြတက်ကဒေါနာတိုင်ရင်ဒေါနာစစ်ကြောင်းနှစ်ရဲ့လက်အောက်ခံဖြစ်ပြီးမီလာဒီအခြေခံစစ်တင်တဲ့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင်ကြနေတာလည်းဖြစ်ပါတယ်။တည်ဆုံသွားသူမျိုးသားနှစ်ဦးကတော့ဘက်ထရစ်နဲ့ဒီဒိုင်နိုတို့ဖြစ်ပြီးတော့တင်နန်းမှာတင်နန်းဆရာရဲ့ကျန်းမ်းတဲ့ရိုင်းနှံမှုတွေကြောင့်တည်ဆုံခဲ့ရတာဖြစ်တယ်ဆိုပြီးရေပြောက်ကြတက်နဲ့နီးစပ်သူတွေထံကနေသိရှိရပါတယ်။ပထမတည်ဆုံတဲ့ဒိုင်နိုဒီတင်နန်းသားကနေမကောင်းတာကိုစင်းနာတောင်းတာမပြေးပြေးနဲ့ညပိုင်းမှာရိုက်နှံ့ရင်းနဲ့လက်လွန်သွားတာတင်နန်းဆရာတွေရဲ့ ကိုထိလက်ရောက်ကျွလွန်မှုတွေကြောင်းပဲတည်ဆုံးခဲ့ရတာပါဒုတိယတစ်ယောက်ကူဘတ်ထစ်အသက်28နှစ်ကတော့ဒီတင်နန်းဆရာတွေရဲ့ရိုက်နှက်ကန်ကြောက်တာကြောင့်အသေးတံဖြစ်ပြီးတော့6လပိုင်း၄ရက်ညပိုင်းမှာသုံးစုကိုမပို့ခင်တင်နန်းထဲမှာပဲအကြောတွေကတ်နေခဲ့ပြီသုံးစုရောက်ပြီးတော့နောက်နေ့နေ့လယ်လောက်ပါပဲဆုံးသွားတယ်ဆိုပြီးလုံချုံရဲကြောင့်အမီမဖော်လို့တဲ့သတင်းရင်းမြစ်တအူးကမြစည်းမသတင်းဌာနကိုဖြေဆိုထားတာကိုတွေ့မြင်ရပါတယ် ဲ့တော့တင်တန်းမှာတင်တန်းသား60ကျော်ရှိပြီးတင်တန်းဆရာ5ဦးနဲ့တင်ချပေးနေတယ်လို့သိရပါတယ်တင်တန်းဆရာ5ဦးကတော့ဝေဖြူစီသူအငယ်ကောင်နဲ့ job သူတို့ဖြစ်ကြပြီးတော့တင်တန်းသားတွေကိုချမ်းချမ်းတန်းတန်းဆက်ဆံကြပြီးသူတို့ထဲမှာဆရာ job ဆိုတဲ့ရဲဘော် job ဆိုသူကတော့တင်တန်းသားတွေကိုအလွန်ချမ်းချမ်းတန်းတန်းနဲ့ဆက်ဆံတဲ့တင်တန်းဆရာဖြစ်တယ်လို့လည်းသိရပါတယ်တည်ဆုံးတော်သူနှစ်ဦးကလည်းရဲဘော်ကျော်ရဲ့ရိုင်းနှံမှုအပြစ်ပေးမှုတွေကြောင့်တည်ဆုံးခဲ့ရကြောင်းရေးပြောက်ကြတဲ့နေဇက်သူကပြောပါတယ် ဲ့တော့တင်တန်းသားတွေနေမကောင်းဖြစ်နေတာကြောင့်စေနာကွင်တောင်းရမှာလဲစေနာကွင်မပေးဘဲနဲ့တင်တန်းဆရာတွေကကိုတိလက်ရောက်ကျွလွန်ခဲ့တာတွေလည်းရှိနေတယ်လို့သိရပါတယ်တင်တန်းတွေမှာထိုးကျိတ်ကန်ကြောက်တာကြောင့်တင်တန်းသူတွေပါဒဏ်ရာရရှိခဲ့ပြီးတင်တန်းသားတို့ကတော့တစ်ပင်မှာတွဲလောင်းချိတ်ပြီးတော့ရိုက်ခံရတဲ့အတွက်အဲ့ဒီတင်တန်းသားကစေခန်းမှာလူနာဖြစ်နေစေကုသနေရတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ဂျမ်ဘတ်ဆက်ရှုံးကောင်စီကနန်းစီရီယံဝန်ထမ်းတွေကိုနိုင်ငံခြားဥပညာသင်ဆင်လွတ်မှုတွေကို င်းကြက်ကန်းတက်ဖို့အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြပကိုတွားရောက်မှုတွေစီစစ်ဖို့ညွှန်ကြားလာကြောင်းဝန်ထမ်းတိုင်ဝမ်နဲ့ဆက်ရှုံးကောင်စီရဲ့ထုတ်ပြန်လာတဲ့အမိန့်အရသိရှိရပါတယ်ခင်ဗျာအကြမ်းဆက်ရှုံးကောင်စီက2025ခုနှစ်မတ်လ26ရက်နေ့မှာနိုင်ငံသားပညာတော်တင်စီစစ်ရွေးချယ်ဆွေးနွေးရေးကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်တွေပြင်ဆင်ထုတ်ပြန်တဲ့အမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာနန်းစီဒီယံဝန်ထမ်းတွေကိုပြပကိုဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်သက်လာတာလည်းဖြစ်ပါတယ် တော့သချုံကောင်စီလက်အောက်ခံဝန်ကြီးဌာနတွေနဲ့ဖွဲ့စည်းသီးသီးမှာနန်းစီရီယံဝန်ထမ်းတွေကိုတိုက်ရိုက်ပြပကိုပြင်နာရောသင်စစ်လွတ်ခွင့်မရှိဘဲနဲ့နိုင်ငံခြားပညာရောသင်စီစီရွေးချယ်ရေးကော်မတီကခွဲဝေပေးတဲ့ပညာသင်စုတွေနဲ့တော့နိုင်ငံခြားပညာသင်စစ်လွတ်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။နန်းစီရီယံဝန်ထမ်းတွေကိုပြပကိုပြင်နာရောသင်စစ်လွတ်ရမှာသချုံကောင်စီကဇိတ်ကြခံစစ်လွတ်ရမယ်ဆိုရင်ဗနိုင်းဝန်ကြီးဌာနရဲ့အုံစိတ်စီစီချက်ရရှိမှသာကော်မတီကပညာသင်စစ်လွတ်ရမှာဖြစ်ကြောင်း ပညာသင်စစ်လို့ရမှာစစ်လို့မဲ့နန်းစီဒီယံဝန်ထမ်းတွေကဝန်ကြီးဌာနကမှတ်ချက်ချမှတ်ထားတဲ့စီကံမူဝါဒလမ်းညွှန်ချက်တွေနဲ့ကိုက်ညီသူဖြစ်ရမှာဖြစ်ပြီးတော့ကိုက်ညီမှုရှိမရှိကိုစစ်ဆေးရမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းတွေဘက်မှာတော့တမရဒေါ်နယ်ထရန့်ကအီရန်ကိုအမေရိကန်ကဝင်ရောက်တိုက်ခိုက်နိုင်တဲ့အထိရွေးချယ်စရာများစွာကိုစဉ်းစားနေတာကိုတွေ့ရပါတယ် အဲ့ဒီအတွက်သမရထရန့်ကအင်္ဂါနေ့မှာသမရအင်တော်မှာရှိတဲ့ saturation တော့မှာအကြီးနဲ့အကျံပေးတွေနဲ့တွေ့ဆုံခဲ့ကြောင်း Wall Street Journal သတင်းတပုတ်ကပြောဆိုပါတယ်ထရန့်ကမကြသေးမီကလူမှုမီဒီယာမှာအမေရိကန်ကအရင်ခေါင်းဆောင်ကြီးရဲ့တည်နေရကိုသိတယ်ဒါပေမဲ့လက်ရှိချိန်မှာအရေးမယူခြင်းသေးဘူးဆိုပြီး Agoshine surrender ခြင်းချက်မရှိလက်နက်ချပါဆိုပြီးထပ်မံရေးသားခဲ့ပါတယ်ထရန့်ကကနေဒါမှာရှိတဲ့ G7 ထိပ်သီးညီလာခံက အမြန်စွန့်ခွာခဲ့ရာဒီခြေလှမ်းဟာအစ္စရေးနဲ့အီရန်ကြားတပတ်ကြာပြင်းထန်လာတဲ့တိုက်ခိုက်မှုကိုရပ်တန့်စေလိုမှုမဟုတ်ဘဲပိုကြီးမားတဲ့ဟာတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထပ်မံရှင်းပြဖို့မေးမြန်းတဲ့အခါမှာအပြစ်ခတ်ရဲစဲရုံမဟုတ်ဘူးအဆုံးသတ်မှုအမှန်တကယ်အပြစ်သက်ရေးဆိုပြီးတော့ထပ်မံတုံ့ပြန်ခဲ့ပါတယ်။အိမ်ကနေမှာထရန့်နဲ့အစ္စရေးဝင်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ကဒီတယ်လီဖုန်းကနေတဆင့်ဆက်သွယ်ခဲ့ကြောင်းသမ္မတအိမ်တော်ကတာဝန်ရှိသူတို့ကထုတ်ဖော်ပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။သမ္မတအိမ်တော်ကအမေရိကန်က သမရအင်ဒိုကအမေရိကန်ဟာအစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုမှာမပါဝင်ကြောင်းထပ်မံအာမခံခဲ့ပါတယ်။ဒါပေမဲ့အီရန်အနီးမှာစစ်အင်အားမြင့်တင်မှုကြောင့်တန်တရားတွေပေါ်ပေါက်လာနေပါတယ်။အမေရိကန်ရေတပ်ကတတိယမြောက်ဖြတ်သင်းဘောကမြေထဲပင်လယ်ကိုဝင်ရောက်လာပြီးဒုတိယလေရင်တင်သင်းဘောကလည်းအာရေဗျာပင်လယ်ထဲကိုမောင်းနှင်လာပါတယ်။ပင်ဒဂွန်ကတာမန်ကာကွယ်ရေးအဖြစ်သာအင်အားမြင့်တင်မှုကိုဖော်ပြပေမဲ့ထရန့်ကဆုံးဖြတ်ရင်အစ္စရေးနဲ့တူတိုက်ခိုက်မှုမှာပါဝင်နိုင်တဲ့အခြေအနေတွေ အမေရိကန်ကရောက်ရှိနေတာလည်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒါကအီရန်ကိုနျူကလ িয়ার ပိုင်ဆိုင်မှုကိုဆွတ်လွတ်ဖို့ဖိအားပေးမှုဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ဒီနေ့လာနေ့မှာလည်းအစ္စရေးနဲ့အီရန်တို့ကြားမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေခဲ့ပြီးအီရန်မှာသေဆုံးသူအရေအတွက်450ကျော်ရှိလာပြီးတော့အစ္စရေးမှာလူ24ယောက်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်တို့ဒီကနေ့ဂျွန်လ18ရက်နေ့ရဲ့မနက်ခင်းထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်က ွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်အဲ့တော့အထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ဒါကတော့ကျွန်တော်တို့မနက်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေပါနေ့စဉ်နဲ့များကျွန်တော်ရဲ့ YouTube Channel မှာလာရောက်ပြီးတော့ကြည့်ရှုကြတဲ့မှတ်ချက်တွေဝေဖန်ချံပြုထောက်ပြချက်တွေရေးသားကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဝန်တာတရားသတင်းကောင်းတစ်ခုရှိနေတာကတော့အမေစုရဲ့280ပြည့်မွေးနေ့ဒီ Greenland စံချိန်တင်မဲ့ရုပ်တံတွေပြဖို့ရမှာရုပ်တံ8000ကအခု 9000ကျော်ကိုရောက်ရှိလာပါပြီဒီနေ့ရမနက်ဖြန်ရအချိန်နှိရရှိပါသေးတယ်မနက်ဖြန်ကတော့ညပိုင်းထိပဲအချိန်ရှိမှာပါအဲ့တော့ဒီနေ့မှလည်းပြည်သူတွေအမေစုနဲ့ပတ်သက်ပြီးတော့ Happy Birthday ပါအမေစုဆိုတာနဲ့ Happy Birthday စုဆိုတာနဲ့စတဲ့စကားသံနဲ့အတူရုပ်သံဖိုင်လေးတွေစက္ကန့်30ထက်မကျော်တဲ့ရုပ်သံဖိုင်လေးတွေရိုက်ပြီးတော့ကျွန်တော်ဖော်ပြထားတဲ့ Telegram Viber တွေကိုပေးပို့နိုင်ပါတယ်အဲ့တော့ ဒီနံပါတ်တွေကကျွန်တော်စာပြန်ပေးနေတဲ့နံပါတ်တွေပါ။ရာနဲ့ချီပြီးတော့ပေးပို့တာဖြစ်တဲ့အတွက်စာပြန်တာနှောင်းနှေးကြန့်ကြာတာတွေရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့ရုပ်သံဖိုင်တွေကိုရုံကြီးစိတ်ချစွာနဲ့ရိုက်ပြီးတော့ပေးပို့လို့ရပါပြီ။အဲ့တော့မျက်နှာတွေမှာ must တက်ထားလို့ရပါတယ်။ဒါကပြန်ပြီးတော့ထုတ်လွှင့်ပြသမှာမဟုတ်တဲ့အတွက်ပြည်တွင်းကပြည်သူတွေလည်းလုံခြုံရေးကိုသိပြီးတော့စိတ်ပူစရာမလိုပါဘူး။ green နဲ့မှတ်တမ်းတွေကိုထည့်သွင်းဖို့မှတ်တမ်းတင်ဖို့အတွက်သာဒီရုပ်သံဖိုင်တွေကိုအသုံးပြုမှာပါ။ပြန်လည်ပြီးတော့မျှဝေတာတွေပြန်လည်ပြီးတော့ ဒီ YouTube တို့တခြား channel တွေကနေထုတ်လွှင့်ပြသတာမျိုးတွေပြုလို့မှမဟုတ်ပါဘူးတခြားသူတွေဒီ social မှာ influencer တွေဖြစ်တဲ့အမှုပညာရှင်တွေအဆိုတော်တွေတရုတ်ဆောင်တွေကသူတို့ရဲ့စူတောင်းတွေကိုပြန်ထုတ်ပြထုတ်လွှင့်ပြသတယ်ဆိုတာပြည်သူတွေအတွက်ဒါကအတွန်းတိုက်တဲ့နှိုးဆော်တဲ့ရုပ်သံတွေဖြစ်လို့ပြန်ပြီးတော့ထုတ်လွှင့်ပြသတာပါကျန်တဲ့တခြားပြည်တွင်းကလုံခြုံရေးရဆွင့်ရတဲ့ပြည်သူတွေတခြားပြည်သူတွေရဲ့ရုပ်သံဖိုင်တွေကိုထုတ်ပြမှာမဟုတ်ပါဘူးဒါကိုလည်းအတိအလင်းနဲ့လာရောက်ပြီးတော့သတင်းစကားပလိုက်ရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Thank <laughs> you. ဆွမ်းအောင်သူကြီးချိုးစားပြန်ကြော်မြည် favorite ဒီအောင်စုအတွက်အတက်သွေးပေးစမြည်ကောင်းကိုစီထွေးရွက်ချမြည်စာနာသူကြီးပေးမှာထောက်ရလဲတွေ့မြည်ရဲ့ရင်တွေတော့ပြီးပြီးတက်တီတစ္ဆာကြီးရန်သူအာနာယူမြားချေမုံမြင့်ချမြည်မြန်ပညာနဲ့ဆွဲချက်ကြီးမြည် ယုံကြည်သည်ဗာမတိဒီလိုငါမွေးတဲ့အောင်စစ်သည်လိုက်ဝဲလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကြည့်ပြစ်စက်ပြေးကြကတိပြုသင်စာသည်ဒီလိုလူလူအပေါင်းဤစံသာပြရမည်နိုင်ငံတော်ကို

စိတ်သက်သာအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီတော့စုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထမ်းရွှေချမီစာရာကူညီပေးမှာထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသက်သာညီရန်သူအားနာယူမြခြေမုံညစ်ချင်မီမြန်ပြညာနဲ့ဆွဲပြည့်စီညီ有几滴。 see the mamati သတိကြတိပြုသစ္စာတိဒီလူလူဘောင်းဤစံသာပြရမည် နိုင်ငံတော်ကိုသူစစ်ချနေ